လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းတပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မျိုး topic မှာတော့ယနေ့ Master 29ရက်နေ့စနေနေ့ရက်မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းအချက်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဗရောဥဒုံနေနဲ့ကတော့အင်အားပြင်းငလင်လှုပ်ခတ်ပြီးစစ်ကောင်စီအားတဘောဝဘေးအန်တရဲ့ဆိုင်ယာစီမံခန့်ခွဲမှုရေးပေါ်အခြေအနေကြီးညာခဲ့တဲ့ဒေသ6ခုနဲ့က3ခုကမြို့နယ်တွေကိုဒီကြောင်းကနေအမှန်ဘုံကျဲတိုက်ခတ်ခဲ့ပါတယ်အောက်မှာတော့ပြည်သူတွေရန်ငလင်နှောင်းကိုခံစားနေရပေမဲ့လည်းပေါ်မှာလည်းထက်မှန်ပြီးတော့လေချောင်းကဘုံကျက်တက်ခဲ့မှုလို့ပြုလုပ်ခဲ့တာကတော့စစ်ခွေးမင်းအောင်နိုင်တို့ရဲ့ လုပ်ရည်ဒီပါပဲတကောင်စီအားအလင်းတန်းခံရတဲ့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနေပြည်တော်ကောင်စီအကိုးတိုင်းနဲ့ရှမ်းပြည်နယ်အရှိမြောက်ပိုင်းဒေသတွေကိုသဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်ခြေနေကြီးညာခဲ့ပါတယ်အဲ့ဒီတိကမှာသခိုင်းတိုင်းက၆ဦးမြို့နယ်ရှိချမ်းရှမ်းမြောက်ကနောင်ချိုမြို့နယ်ကကံကြီးကျေးရွာနီးမှာရှိတဲ့ဘကိုးတိုင်းဖြူမြို့နယ်တဲကစတောင်းမြစ်အရှိပကန်းကကျေးရွာတွေကိုလည်းမြင်းကလင်းကြီး တုတ်ခတ်ပြီးနိုင်ပိုင်းအကြမှာဒီကြောင်းကနေပုံကျက်တက်ခတ်ခဲ့တာပါစစ်ကောင်စီကသခိုင်းတိုင်းချောင်းမြို့နယ်ရှီချန်းကိုအင်အားပြင်းကလေးလုခတ်ပြီး6နိုင်ကြမှာဒီကြောင်းကနေနှစ်ကြိမ်ပုံကျက်တက်ခတ်ခဲ့တယ်လို့ချောင်းမြို့နယ်ပကပတိုက်ခတ်ရေးတပ် THUPDF ကတာဝန်ရှိသူကိုနန်းကပြောထားပါဗါဒါဟာမက်စလာ28ရက်နေ့ည9နိုင်ဝန်းကျင်မှာနှစ်ကြိမ်လာကျဲတာလို့လည်းပြောပါတယ်ချောင်းမြို့ရဲ့အရှိမျောက်ချန်တာတိုက်သွားတာပါပြည်သူထိခိုက်မှုတော့မရှိသေးပါဘူးပါရာမော်တာနဲ့နှစ်ကြိမ်ပုံကျဲသွားပါတယ်။ဒီအပိုင်းချောင်းမြို့နယ်နဲ့မုံရမြို့နယ်ကိုအနည်းဆုံးတရက်ချားတခါလာပြီးတော့ပုံကျဲနေတာ လို့ဆက်ပြောပါတယ်။စစ်ကောင်စီကမြင်းကနေညောင်းရေးပေါ်ချီနေကျင်ညာတဲ့ဒေသ6ခုမှာသခိုင်းတိုင်းထည့်သွင်းထားပေမဲ့သခိုင်းတိုင်းကချောင်းမြို့နယ်ကိုတော့ဘုံကျဲတိုက်ခတ်လျက်ရှိပါတယ်။စစ်ကောင်စီကရှမ်းပြည်မြောက်ပိုင်းအောင်ချိုမြို့နယ်ကံကြီးကျွရနီကိုဒေချောင်းကနေ၃ကြိမ်ဘုံကျဲတိုက်ခတ်သွားလို့လေဒေသခံပြည်သူတွေကပြောထားပါတယ်။မဆာ၂၈ရက်နေ့မိုးလယ်ပိုင်းမှာအင်အားမြင့်ကလင်လှုပ်ခတ်ပြီးနေ့လယ်တနာရီခွဲနဲ့တနာရီကျောင်းမှာစစ်ကောင်စီကကံကြီးကျွော်ရနီကိုဒေချောင်းတိုက်ခတ်ခဲ့ပါတယ်။ဒေချောင်းတိုက်ခတ်မှုကြောင့်ဒေသခံချို့ထိခိုက်မှုရှိတယ်လို့လည်းကြားသိရပါတယ်။အရေးအတွက်ကိုတော့လက်ရှိချိန်မှာငလင်တန်းကြောင့် ်ပုံစံသိရှိရခြင်းမရှိသေးဘူးလို့ဒေသခံတွေကပြောထားပါတယ်လာတူစစ်ကောင်စီကအရေးပေါ်အခြေအနေကြော်ညာထားတဲ့အကိုတိုင်းဖြူမျိုးနယ်တဲကစစ်တောင်းမြေအရှိပကံကကြေးရွာတွေကိုလည်းမြေကလင်းကြီးလုပ်ပြီးနိုင်ပိုင်းအကြားမိုးလက်နှစ်နာရီခွဲနဲ့သုံးနာရီအတွင်းမှာဒေချောင်းကနေထက်မှန်ပုံကျတိုက်ခိုက်ခဲ့ပါတယ်အလင်းကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့တည်ဆုံးသူ114ဦးထိခိုက်ဒဏ်ရာရှိသူ930ရှိခဲ့တယ်လို့အာနာသိန်းစစ်ကောင်ဆောင်မင်းအွန်လိုင်းကထုတ်ပြန်ထားပါတယ်ဒါပေမဲ့လည်းမြေပြင်ချက်လက်မှာတော့ဒီထက်အရေးအတွက်ဒီပုံများနေရလို့ကဲဆယ်ကြီးတွေကပြောထားပါတယ်ဒီပိုက်တော်ကြီးအကြောင်းဖြစ်ပါတယ် 1954ခုနှစ်ကနေပြီးတော့ကျွန်တော်တို့1988ခုနှစ်ကြည့်မြို့လေးရာရှိခုနှစ်ခုဒီထဲမှာခံထားတယ်ဖြစ်ပါတယ်။အဲဒီမြို့လေးရာရှိခုနှစ်ခုရဲ့မှာဒေါက်တာတန်းဆိုတဲ့မြို့လေးပိုက်လို့ကတော့1958ခုနှစ်ဇွန်လ29ရက်နေ့မှာကလိုက်တာဟိုပထမဆုံးစတင်ပြန်တက်နေစေတဲ့မြို့လေးပိုက်လို့ဖြစ်ပါတယ်။2013ခုနှစ်ကနေပြီးတော့ကျွန်တော်တို့2014ခုနှစ်အတွင်းမှာလည်းဒီထဲမှာမြို့လေးရာရှိပိုက်လို့၃ရက်ခံထားပါတယ်။ အထောက်ဆက်လေးဦးလေးမိခင်လာလေကောင်းတက်တဲ့ဒီစကန်ခါလာကြောင့်ပါရှိတယ်။လေမောင်းတယ်လည်းအမှတ်80မှာတော့ရိုးသူပိုက်တော့စတင်တင်တဲ့တက်ဖြစ်လို့ဖြစ်ပါတယ်။ကျွန်တော်တို့လူသီးပိုက်တော့တင်တဲ့မတက်ခင်မှာတော့ပေါ်ပြီးမှရှိတယ်။တက်ဖက်စာပေအာမီ Officer Training School မှာကိုလာတင်တဲ့အဲ့ဒါသက်စားတဲ့အာမီ Officer Training School ကိုလာတင်တဲ့ပြည်တယ်ကျွန်တော်တို့တက်မှတ်ထားတဲ့ရည်ရှိတဲ့တည်မှာဒါလေမောင်းတင်တဲ့တက်ရောက်ဖို့ရှိပါတယ်။လေမောင်းတင်တဲ့ တက်ရောက်တဲ့ချိန်မှာတော့ကျွန်တော်တို့ discipline course မှာတော့ကျွန်တော်တို့ prof 120လေးနဲ့ပြန်တန်းလေ့ကျင့်ရခြင်းဖြစ်ပါတယ်။နေ့တက်မှာတော့ကျွန်တော်တို့ fighter ရဲ့ transport technical operator ဆိုပြီးတော့တောင်းလို့ရှိတယ်ပေါ့နော်။ fighter ကြားတဲ့လူကတော့ခုနကတော့ကျွန်တော် KAW လေးရဲ့လေ့ကျင့်ပြန်တန်းဟန်ပြီးတော့ transport လေး transport ကိုသွားမယ်။ pilot တွေကတော့ကျွန်တော်တို့ wide prof 120ဆိုတဲ့လေးမျိုးစားရင်လေ့ကျင့်ပြန်တန်းရမှာ။ ရဟန်းရင်ဟုတ်ကိုကြောင်းမဲ့အမျိုးသမီးပိုက်တော့ရင်တော့ကျွန်တော်တို့ H120 ဖဲလီကော့ပရာလေးနဲ့ပဲပြန်တက်ရေးကြည့်ရပါမယ်။ရှကုလက်ရှိဒါလေတဲ့မှာအမျိုးသမီးပိုက်တော့26ရောက်ရှိတယ်ပေါ့နော်။အဲဒီ26ရောက်ခဲ့မှာမှ3000တော့တော့ဖိုက်တာပိုက်တော့ဖြစ်တယ်။ဒီကုလရှိပရိုဒါဝန်ထပ်ဆောင်နေတဲ့ leader scan ဌာနချုပ်ကြီးကတော့မင်္ဂလာရော leader scan ဌာနချုပ်အမှတ်7ဂျာပြတ်တိုက်ခိုက်ရေးဖို့အဆယ်ဘက်မှာမရအမှတ်16ဖို့ တိမ်ဖို့ဆောင်ရင်ဝိုင်းအိမ်လေးရင်မှာနှစ်ယောက်နော်နောက်တစ်ခုကမတ်ဆက်ရှောက်အောက်ခါမွေတိမ်ဖို့ဆောင်ရင်လေအီဒီယာမှာနှစ်ယောက်တာဝန်ထမ်းဆောင်တယ်မော်ဝီလက်စတန်မှာတော့ကျွန်တော်တို့ MI sampling ရဟတ်ရုံမှာ၃ယောက်အဲနောက်တစ်ခုကကျွန်တော်တို့မတ်ဆက်ရှစ်ဟုတ်လက်ခံရေးအမှန်ကြီးတွေ့နေနိုင်မှာနှစ်ယောက်တာဝန်ထမ်းဆောင်ကျွန်တော်တို့မကွေးလေးလက်စတန်ကတော့ကျွန်တော်တိမ်ဖို့ဆောင်ရင်ပုံကမ66 fish day fish 1900d လေးရအောင်မှာတော့၄ရောက်လေးကြောင်းတက်တယ်လေးလက်စကတ်ထားတာကြောင့်မှာ၄ရောက်အဲနောက်တစ်ခုကကျွန်တော်တို့နေပြီးတော့ပိန်ကိုဆောင်ရေးအုပ်အမှတ်46 ADR အုပ်မှာပိုင်းတော့၃ရောက်ဆိုပြီးတော့သူခုလက်ရှိတာဝန်ထမ်းဆောင်နေတာပေါ့အဲဆက်မှုလက်မှုတင်တဲ့တက်နေတာတရားပြီးတော့ကာဝေးဥစည်းချုပ်လို့ပြောလို့မှာတာဝန်ထမ်းဆောင်နေတဲ့မျိုးသမီးရရှိတရားပေါ့နော်ခုလက်ရှိမျိုးသမီးရရှိ26ရောက်တဲ့မှာမျိုးသမီးပိုင်းတော့လောက်ကွာတာလေးတက်ကြမှုမှာ ိုက်ပါပြီးတော့တိစုံသွားခြင်းဖြစ်တယ်ပေါ့နော်2023ခုနှစ်ကျွန်တော်တို့နေပြီးတော့မှ navigation flight ကြရင်လည်း H120 နဲ့အဲပိုက်တော့ဘုံမေတူဝင်နိုင်ပါတယ်လေရပြတ်ကြပြီးတော့မေတူဝင်နိုင်ပထမတည်သွားတယ်ပေါ့နော်2024ခုနှစ်မှာတော့ကျွန်တော်တို့ mobile data scan မှာရှိတဲ့ Euro Cobra ပြတ်တန်းရင်းနဲ့အခုပိုက်တော့မြန်မာတမီတယောက်တိစုံသွားခြင်းဖြစ်တယ် နောက်ထပ်သတင်းတို့မှာတော့မင်းကွန်းမြာသိမ့်တန်စီရော်ကြီးဟာငလင်တန်ကြောင့်ပြိုကျပျက်စီးသွားကြောင်းကိုဓာတ်ပုံဒီနေတကွလူမှုကွန်ရက်ဒီမှာဖော်ပြထားတာကိုလည်းသိရှိလာရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ငလင်လောက်ခတ်ပြီးမှာတော့မန္တလေးမဟာမြတ်မြူနီဖျားမျက်နှာတော်ရောင်တော်ညှိုးကြသွားတယ်ဆိုပြီးဓာတ်ပုံဒီလည်းပြန့်နှံ့တာတော့တွေ့ရှိရပါတယ်။ဒါကြောင့်မန္တလေးမဟာမြတ်မြူနီဖျားယူနီးကက်သေးချာလေးကိုဖူးမြော်ကွင်းရခဲ့တဲ့သူတွေအနေနဲ့ဖျားရဲဖျားကြီးရဲ့မျက်နှာတော်ကိုကြည့်ပြီးတော့တကယ်ပဲမျက်နှာကျော်နှိုးဝါးသလားဆိုတာကတော့အားလုံးမိမိတို့သိရှိခဲ့မယ်ဆိုရင်ကျွန်တော်ကွန်မန့်ဒီမှာအံ့ဝေးပေးကြလို့ရပါတယ် နောက်ထပ်သတင်းတွေမှာတော့မန္တလေးမြို့မှာငလင်ကြောင်ပြိုကျသွားတဲ့ဦးလာသိန်းအိမ်မှန်အဆောက်အုံပျက်စီးတွေကြားပိတ်မိနေတဲ့တန်ဃာဘားတရားကျော်ကိုရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းကထုတ်ပြန်ထားပါတယ်။ညပိုင်းအထိရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေပြီးဆက်ရန်တရားတွေတဲ့တုံးကပျက်စီးတွေကိုဖယ်ရှားနေတယ်လို့တွေ့ရပါတယ်။ကနဦးသတင်းတွေရတော့ဦးလာသိန်းပိတ်မှန်မှာတန်ဃာတော်အပ200ကျော်စာပြင်းနေချိန်ငလင်လှုပ်ခဲ့တာကိုကြုံခဲ့ရတယ်လို့သိရှိရပါတယ်။အရှိချင်းဒီထိမြန်မာနိုင်ငံအတွင်းငလင်တန်းကြောင့်ထိခိုက်နစ်နာမှုတွေကတော့90မြို့ဘူဂျိုတစ်ခုလုံးပြိုကျခဲ့ကြောင်း ပြော်ဝယ်မြို့မှာလဲ KB ဇက်ပန်လူရောက်40ပြိမိခဲ့ကြောင်းမန္တလေးရင်းမှမှန်ဆိုင်ဆိုင်အောင်မှာအဖိုးအဖွားအတော်ပြိမိပြီး80တလန်းနဲ့44 45လမ်းကြောင်းမှာဒုက္ခရောက်နေကြောင်းကီဥနီကယ်ဆယ်ဖို့တောင်းဆိုနေကြောင်း ရှိရပါတယ်။ငလင်းနဲ့အတူမိုးလေဝသပညာရှင်စုစုမင်းကိုဒီလဲဘဝတစ်ပါးသို့ကူပြောင်းသွားကြောင်းသိရပြီးတော့အမြန်လန်း233မိုင်6ဖာလုံးမှာတက်ကုန်းကိုတွားရည်မရတော့ပဲသခိုင်းတရားဟောင်းနဲ့ကျူးသွားပါတယ်။မေနူးအုံကြောင်းနဲ့ပြူသွားပြီးတော့မန္တလေးစန္ဒမုန်ီချင်းတကြီးနှကောင်နဲ့ပြူချကြောင်းသိရှိရပါတယ်။မန္တလေးမှာမျက်မှုနီသမိုင်းဝင်အဆောက်အုံများနဲ့မန္တလေးမြို့ရုံမဟုတ်ဦးလဲပြူချခဲ့ပါတယ်။စောမောနာတီခဲ့တဲ့ရွှေစာရံဇီရီတော်လဲပြူချခဲ့ပါတယ်။အိမ်ပိလိကွန်ဒို၅ဒက်လုံးမြေအောက်ကိုဝင်သွားတဲ့အချိန်မှာတွေ့နေရပါတယ်။ဤ၃ဘန်လှကြောင်းပြူခဲ့ပြီးမစိုးရင အားတဲ့ကြောင်းဆောင်နဲ့ပြူကြခဲ့ကြောင်းသိရှိရပါတယ်။နေပြည်တော်လေစိတ်လေချောင်းထိန်းသိမ်းရေးစင်တာပြူကြပြီးတော့အကုန်တည်သွားတယ်လို့လည်းသိရှိရပါတယ်။မန္တလေးရွှေမြူဆဲစားတောက်ဆိုင်နဲ့ပြူကြခဲ့ပါတယ်။အောင်ပန်းဟိုတယ်ပြူကြပြီးတော့စည်ရင်းထဲမှာတော့အယောက်80မှာ21ယောက်သာတွေ့ရှိသေးကြောင်းသိရှိရပါတယ်။ပြီးတော့မော်ခမ်းနုံကုန်းပြူကြပြီးတော့ပိတ်မိနေတဲ့လူတွေရှိတယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်သတင်းတော့မှာတော့ငလင်ကြောင့်နေပြည်တော်လေစိတ်ရဲ့လေချောင်းတာဝါကျိုးကြပြီးတောင်ဝင်ထမ်းဆောင်နေတဲ့လူတွေတိုက်ဆုံးခဲ့တဲ့အတွက်နေပြည်တော်တရင်မိကထုတ်ပြန်ပြီးတဲ့အချိန်မှာတော့ယခုချိန်မှာတော့နေပြည်တော်လေစိတ်ကိုပိတ်ထားကြောင်းလည်းသိရှိရပါတယ်။ နေပြည်တော်ရှိနိုင်ငံသားရေးဝန်ကြီးရုံးအလုသမားဝန်ကြီးရုံးပါဝင်ဝန်ကြီးဌာနအဆောင်များပြောကြားပြီးအလုသမားဝန်ကြီးဌာနအမြဲတမ်းတွင်းဝင်နိုင်ငံရေးအရာရှိကြီးချို့ပါဝင်ဝန်ထမ်းများတည်ဆုံမှုများပြားနေကြောင်းလည်းသိရှိရပါတယ်။တည်ဆုံတာကတော့ဝန်ထမ်းတွေများတယ်အရာရှိချို့လည်းပါတယ်တရားရုံးလည်းများတယ် ဝင်ကြီးဌာနတွေလည်းပြိုတယ်နိုင်ငံခြားရေးဝင်ကြီးဌာနအဆောက်အအုံလည်းတော်တော်ဆူဆူဝါပြိုကြတာပြီးကုန်တာတွေလည်းရှိတယ်အခုဒီကယ်ဆယ်ရေးတွေဆင်းနေတုန်းကလည်းသိရှိရပါတယ်တတိယဦးမှာတော့မြန်မာနိုင်ငံငလင်ပေးအတွက်အမေရိကန်နေနဲ့ကူညီဖို့အတွက်မြန်မာနိုင်ငံနဲ့စကားပြောထားတယ်လို့သမ္မတထရန့်ကပြောကြားလိုက်ပါတယ်အကူအညီပေးသွားဖို့ရှိပါတယ်ဒီကိစ္စကိုတည်ထားပြီးပါပြီအတော်ကိုဆူဆူရဖြစ်သွားတာပါမြန်မာနိုင်ငံနဲ့စကားပြောထားပြီးပါပြီလို့အိမ်ဖြူတော်မှာပြုတ်လို့တဲ့တင်းသာရှင်းလင်းမှာပြောကြားခဲ့ပါတယ် အရင်ကြောင့်တည်ဆုံးသူအများနဲ့ရှိနေပြီးမြန်မာစစ်တပ်ကလည်းအကူအညီတွေတောင်းခံနေတာနဲ့ပတ်သက်လို့သတင်းတော်တွေကမေးမြန်းခဲ့တာပါ။သမ္မတထရန့်ကတော့ပြန်လည်ဖြေကြရမှာမြန်မာနိုင်ငံနဲ့စကားပြောထားယူတာပြောခဲ့ပြီးစစ်ကောင်စီနေလားဘသူတွေနေလားစကားပြောထားလဲဆိုတာကိုတော့တိတိကျကျပြောမသွားပါဘူး။မြန်မာနိုင်ငံကိုဗဟိုပြုပြီးမတ်လ28ရက်နေ့မွန်လဲပိုင်း7:30 50ဝန်းကျင်မှာဖြတ်အားပြင်းငလင်ကြီးနှစ်ခုမိနစ်ပိုင်းသာချပြီးလှုပ်ခတ်သွားတာဖြစ်ပါတယ်။ကနဦးငလင်ကြီးဟာပြင်းရ register scale 9.9ရှိနေပြီးမန္တလေးမြို့တစ်ဖက်ကန်းစကိုင်းမြို့ ရေခိုင်းရင်ကိုဗဟိုပြူပြီးမြေနဲ့ချောက်မှန်ကန်ကလှုပ်ခတ်သွားတာပါနောက်ဆက်တွဲငလင်ကတော့12မိနစ်သာချပြီးမန္တလေးမြို့တရာဝမြို့နယ်တဲကမန္တလေးလေးစိန်နာကို Richter scale 6.4ပြင်းရနဲ့ထက်မှန်လှုပ်ခတ်သွားတာဖြစ်ပါတယ်ဒီငလင်တစ်ခုကြောင့်မန္တလေးမြို့တစ်ခုလုံးနှီးပါစူးစူးရပျက်စီးသွားပြီးနိုင်ငံဝန်မှလည်းငလင်နံတင့်ခဲ့ရပါတယ်မြန်မာအပြင်အိန္ဒိယချင်းထိုင်းငံမှလည်းငလင်ကြောက်ပျက်စီးထိခဲ့မှုတွေရှိပြီးတော့မြန်မာလုံသားအယောက်200နဲ့ ထိုင်းလူသား10ဦးတို့တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ငလင်းရောက်တနင်္ဂနွေလုံးတိုင်းဒါနယ်နဲ့မြန်မာနိုင်ငံမှာ114ဦးထိခိုက်တည်ဆုံးပြီးဒဏ်ရာရသူ80 930ရှိတယ်လို့အာဏာသိမ်းစစ်ကောင်းဆောင်ကတော့ထပ်မံပြီးတော့လိန်နဲ့တင်ပြနေတာကိုလည်းတွေ့ရှိနေရကြောင်းဒီပြီးမှာသွားရောက်ပြီးတော့စုံစမ်းကယ်ဆယ်နေတဲ့သူတွေကပြောထားပါတယ်။စစ်ကောင်းစီအောင်ဆောင်ရဲ့စည်ရင်တဲ့ကငလင်းတန်းကိုအဓိကခံရတဲ့မန္တလေးမြို့ရဲ့ထိခိုက်ဒဏ်ရာရသူစည်ရင်ကိုထည့်သွင်းထားတာလဲလုံးဝမရှိဘူးလို့ပြောထားတာလဲတွေ့ရှိရပါတယ်။ ဆရာတော်ပြည်ရယ်ပါပြီတော့ဗျာအလှုပ်ရမီလှုပ်ရမီရယ်ဝင်နေဝင်နေသွားပြီဟောရတာတော့အားလုံးသိတဲ့အတိုင်းပဲမစွေးကြောင်းတိုက်ကြီးအခုလိုမျိုးပူကြပြစီဝါတော်ကိုတွေ့နေရဖြစ်ပါတယ်မြန်မာနိုင်ငံမှာလက်ရှိချိန်မှာတော့တန်ဃာတော်တွေတော်တော်များတယ်မှာတန်ဃာအကြီးခြုံပြီးတော့သူစောဒီကောင်းတော်တွေလုံနေတာတွေတန်ဃာကြီးခြုံပြီးတော့လူသက်လက်နက်တွေကို အားပေးနေတာတွေတန်ခါတွေရေချုံပြီးတော့အလုံးတည့်တဲ့အချိန်ပဲ80ပြည့်နေတက်မတော်ခန်းသားဆိုပြီးတော့ပြည်သူတွေကိုနေ့စဉ်နဲ့အမျှသက်ဖြတ်နေတဲ့စစ်ခွေးတွေကိုဒီပန်းနဲ့ရေဖြန်းနေတိုင်းပြုလုပ်ပြီးတဲ့အချိန်မှာပဲမနိုင်ငံမှာအခုလိုမျိုးငလင်တန်ကြီးကိုစတင်ခန်းစားနေရဖြစ်ပါတယ်။အိုက်ဆိုင်မှုရှိသေးဖြစ်စေမတိုက်ဆိုင်မှုရှိသေးဖြစ်စေမြန်မာနိုင်ငံရဲ့ဘာသာရေးတရားဟာပြည်ပကွယ်ပြောက်လာသလိုတန်ခါရေခြုံထားတဲ့သူတွေကိုလည်းအိမ်မှာရှိတဲ့တန်ခါနိုင်ငံကဆရာတော်ကြီးရာမင်းအောင်လိုင်းရဲ့နီးရလက်နဲ့ကြောက်ပြီးတော့ ဓမ္မနဲ့ဓမ္မကိုခွဲခြားပြီးတော့ဩကြားဆုံးမပေးတော်မူပြီးဒီလိုမျိုးသင်္ကန်းချုပ်ရောင်းဆောင်လေးကိုသင်္ကန်းချုပ်ပြီးမင်းတို့ပြုစုကြည့်လို့လှုပ်ဆူပြီးတော့ပြပြတသားစကားတွေကိုပြောနိုင်ခဲ့တဲ့အတွက်လက်ရှိချိန်မှာတော့ဒီတော့ဒီဟာအားလုံးဟာပျက်စီးမှုတွေစတင်လာတာကိုလည်းတွေ့နေရပါတယ်။ဒါကြောင့်ဆရာတော်ကြီးရဲ့နေလဲမိမိတို့ရဲ့အံကန်တဲ့ဓမ္မနဲ့အာရမခွဲခြားမှုကိုသေသေချာချာလေးပိုင်းချပြီးတော့မင်းအောင်နိုင်ကိုစန့်ကျင်ပြီးတော့ဒီလိုຢာတွေကိုလည်းစန့်စန့်စန့်ကျင်ပြီးတော့ပြောတင်တယ်လို့လည်းဒီနေရာကနေပြီးတော့အမှန်ပြန်ပြုတ်လိုက်ပါတယ်။ ရဖြစ်ပါတယ်။ရစီလက်စီရီယန်ပြုလုပ်လာတဲ့ကျွန်တော်မိခင်တိုင်ရင်ကတော့ခမရ3.1ဖြစ်ပါတယ်။ရှီရန်တွေ့ကြုံကတော့ကျွန်တော်စားစားတက်ရှင်ပဲဒီစပြီးတော့နော်တိုက်ပွဲစကြုံခဲ့ရဘူးပါတယ်။ဟိုကိုကအဲတော့အဲလိုတင်းနှန်းကြောင်းမှာတော့ကျတော့ကျွန်တော်တို့ကဒီပြည့်မဲ့ပုံတည်ဦးပဲပြည့်ခဲ့တာလीကို့ကို तू ကပြည့်မပြည့်ဘူးဒီတကယ်လက်တွေ့မြင်ပြီးမှကျတော့ ကိုကအေးပေါ့မင်းပြောတာမှန်တာပေါ့သင်တန်းကြောင့်မဟုတ်ဆိုလေ့ကျင့်ရတာဆိုတော့မင်းတို့ဒါတွေပဲသင်ခဲ့ရတာဆိုတော့နော်ပြည့်တဲ့အခါကျတော့ဒီကလည်းကိုပြန်ပြည့်တယ်ကိုပြန်ပြည့်တဲ့အခါကျတော့ကြည်စံကိုနားမှာပဲထောင်းနေတော့ဟိုနှာခေါင်းထည့်လို့ခဲ့ရတဲ့ဘဝမျိုးတွေလည်းကြုံခဲ့ရတယ်ပေါ့နော်ဒီဆဆတက်ရှင်းမှာပဲကျွန်တော်ခေါဘဝဆားတဲ့အချိန်မှာလမ်းမကြီးမှာဆွဲမိုင်းဆွဲခံရတယ်။နောက်ပြီးတော့သူတို့၃ယောက် ဆဲငိုင်းဆဲပြီးတော့တခါခြုံလေးကိုဆင်းပြီးတော့ဖားပုံကကျွန်တော်နှက်တောင်စကမ်းမှာတာဝန်ကြတာအဲ့ဒီရှည်တန်းကိုကျွန်တော်တို့စပို့လေးနေရှင်အဲ့မှာလမ်းမှာကျွန်တော်တို့ဆဲမိုင်းဆဲတယ်ဆဲဆဲတော့ဘက်ကပြီးတော့၃ယောက်ထွက်ပြေးသွားတယ်ကျွန်တော် point မှာတွေ့တော့နောက်ကဒါတိုက်လိုက်ရှင်းတယ်ရှင်းတယ်ဟိုလူလည်းမရဘူးလက်နဲ့လည်းမရဘူးဒါပေမဲ့သွေးစားတော့တွေ့ရဲ့သွေးစားတွေ့ရဲ့အားနဲ့အဲ့ဒီမှာခဏလောက်ကျွန်တော်တို့ဒီလိုလုံခြုံရေးယူတယ် လုံလုံရင်ခဏယူလေတယ်ပေါ့ယူပြီးတော့တခါ view out တင်ပြရတယ်တင်ပြပြီးမှအချိကိုဆက်သွားတယ်အချိဆက်သွားတဲ့အခါမှာဒီအဲ့အချိမှာစကမ်းတစ်ခုရှိရယ်လန်ကင်းရှာတာပေါ့နော်လန်ကင်းရှာတာရှိရယ်အဲ့လန်ကင်းနေရာရဲ့ဟုတ်ပဲကြော်သွားတော့နည်းနည်းပေါ့ဟိုမီတာ900လောက်အဲ့လောက်ကြော်သွားတဲ့အခါမှာတခါတိုက်ပွဲထပ်ဖြစ်တယ်အဲ့မှာသူပြေကိုပြေပေါ့ ကျွန်တော်တို့ကတော့ပြည်ကွင်းမရှိဘူးသူတို့ကတောင်ကုန်းဘောကပြည်တယ်ကျွန်တော်တို့ကဒီတောင်အောက်ကပြည်တယ်ဆိုတော့ထိခိုက်မှုရဲ့ဖြစ်တာပေါ့အဲစတက်သွားခြင်းပဲဒီဆွဲမိုင်းဟိုကအရှိတက်သွားတော့တိုက်ဝဲဖြစ်တော့အဲ့မဲ့အရှိက point မှာနှစ်ယောက်ထိရယ်တယောက်ကတော့နေရာမှာနေပိုကြည့်ပြီးဆုံးသွားတယ်တယောက်ကကြတော့ဒီဟိုကလူဒီကပခုံးပေါ့နော်ပခုံးဒီကအသားကိုပေါက်သွားတယ်ပွင့်သွားယူထိသွားတယ်ထင်ပါတယ် ဟိုပွင့်သွားတယ်တခါလေအဲ့အသက်ရှင်နေလူတော့တခါလေအလောင်းအောက်ကိုလမ်းကင်းဖွဲ့ကိုတခါဆက်တယ်ဆက်တယ်ပြီးတော့အဲ့လိုမျိုးတက်ယူရတယ်တက်ယူနေယူပြီးတော့တခါလေအောက်ကိုအသက်ရှင်နေလူကတော့ဈေးအောင်အမြန်ပို့ရတာပေါ့နော်သူကလေးတွေးထွက်လုံနေတိုက်ဝဲလေအဲ့ဒီမှာတော်တော်ကြာတယ်နာယူဝက်လောက်တော့ကြာတယ်ဖြစ်တာအဲ့လိုမျိုးလူနာလဲပြန်လဲဆွဲလဲဆွဲပြီးတော့ခဏတိုက်ပွဲရခဏနည်းနည်းငြိမ်သွားတယ်ငြိမ်သွားတယ် မြင်သွားပြီးတော့ကျွန်တော်တို့လူကိုပြန်ပြီးစစ်ဆေးရယ်ဆစ်ဆေးလိုက်အမှုစစ်ဆေးရယ်စစ်ဆေးပြီးတော့လူစုံလားလက်နဲ့စုံလားအဲ့လိုမျိုးမေးရမေးဘူးကနဲ့အစင်စင်တိဖြစ်တာနဲ့အရှိ point တစ်ဖွဲ့ထပ်ပြောင်းတယ် point ပြောင်းပြီးတော့တခါအရှိကိုနည်း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 တိုးရတယ်ဒါနဲ့သူက sniper နဲ့ဂုံးပေါ်ပြီးလမ်းထောင်နေတော့မှလမ်းထောင်နေလို့ sniper နဲ့ပြစ်တော့ကတော့ဒီထိခိုက်မှုပညာတော့မရှိဘူးတော့ဟို ဒါပေမဲ့ကိုယ့်အကိုတတိယရနေပါဘူးခိုးချောင်ခိုးရနေမျိုးတော့တော်တယ်ဒါပေမဲ့ကို့မှာလည်းရိခါတွေကစကန်းတော့ပါတယ်စကန်းတော့လည်းပါတယ်ကို့စားဖို့တောက်ဖို့တော့ရိခါလည်းပါတယ်ခဲရန်တွေလည်းပါတယ်ဝိတ်ကလည်းမနေဘူးကျွန်တော်တို့ကဝေးအားမောက်ပြီးသွားရင်ပြန်ထားဖို့ကလွယ်တော့အဲလူဝိတ်တွေလည်းပါတယ်လူကလည်းတော်တော်ပန်းနေပြီကိုယ်လည်းတစ်ခါမှလူကုန်းပေါ်မှာဝိတ်တွေပါနေတယ်မတက်ဘူးတဲ့ခါကျတော့ရှီလုံးကြောတွေတင်းပြီးတော့လမ်းကမချောင်းနိုင်ဘူးဟုတ် မချောက်ထဲမဲ့လေကွာနားနေရင်လဲစလိုက်ပါလက်ဆာမိမှာကွာငြိမ်နေလို့မရဘူးလေလှုပ်ရှားတာတော့မှအခက်မသိရင်ထိသွားတာပဲငြိမ်နေတယ်မရတော့အနည်းဆုံးတော့ကိုအာတင်းပြီးတော့တက်တယ်အာတင်းပြီးတက်တယ်ကိုနော်တော့လုံကြုံနေနေရာရောက်ပြီဆိုရင်သူကဒီနေရာမှာခဏအုပ်ခဲပုံမယ်ဆိုရင်အဒီနေရာဒီနေရာမှာခဏနားတယ်နားလာတော့မှညမှာဟိုကိုမြေလေးရှိလို့ဆိုပြီးတော့တွားနားမယ်လို့ အဲ့လိုမျိုးလည်းမရဘူးကိုယ်စိတ်ကိုယ်သဘောနဲ့လည်းမရဘူးဘေးမှာဆရာကြီးရှိရစီးမရကြီးရှိတယ်အဲ့လိုမျိုးကျွန်တော်ကတော့သွားနားလိုက်တာအဲအဲ့ဒီမှာပေါ့နော်ကျွန်တော်ကဒီနေရာနေဘူးလို့ဆိုပြီးတော့အဲ့အုတ်ခဲပုံနေနေမှာကျွန်တော်နေတဲ့နေရာမှာသွားနားတာအဲ့ဒီနေတဲ့နေရာနာနေမှာသူအမ်ဒီယာမှာပြလင်းနေတဲ့မိုင်းထောင်လာတာရှိတယ်အဲစီနီယာကျွန်တော်မထိုးဆိုရင်ကျွန်တော်ဖင်ပွင့်နေတယ်အဲ့ပေါ်မှာကျွန်တော်သွားပြီးတော့နားမလို့ဆိုပြီးတော့ သွားလိုက်တာသွားတော့စီမင်းကလမ်းခေါ်တာပေါ့နော်လမ်းခေါ်ပြီးတော့ဒီနေ့ကျွန်တော်လောင်းစုပြီးတော့ဘာပြောညာပြောနေကျွန်တော်တစ်ချက်ထိုးလို့အဲကျွန်တော်ကလည်းမောနေရဆိုတော့အဲဒေါသဆိုတော့အဲ့လိုပေါ့နော်ပြန်ပြောရပေါ့ပြန်ပြောတဲ့အခါကျတော့ तू ကမျိုးလုံးလှင်တယ်လေ तू ကစီမင်းဆိုတော့ကိုယ်တော့ဘာရင်းတော့တူရင်းနေမှုတော့ဝါယာစာလေးရထွက်တယ်ကိုမမင်းကိုမောနေလို့နားဟုတ်တော့ပဲတည်တာလေ ်ဝါယာစာလေးကထွက်နေတော့အဲ့နဲ့သူကပြောတာဟိုမှာတွေ့လာတဲ့မင်းဝါယာစာတဲ့ဟိုစောစီတရေလေးဖြစ်သွားမယ်တဲ့အဲကျွန်တော်အဲ့လိုပြောဒါမဲ့လေအဲ့ဒီကိစ္စကိုကျွန်တော်ဗီဒီယိုစကန်းကိုဒီစကန်းရောက်သွားတဲ့အချိန်အောင်ပါနော်အဲ့ဒီနေရာမှာပဲကြမ်းဖြစ်တာကိုကြမ်းတဲ့နေရာမှာတော့ဒီလိုချောချောရှူပဲသွားတာပါစကန်းရောက်တဲ့အချိန်အောင်မှာဟိုဒီကိစ္စရမပြီးကျွန်တော်အဲ့လေရောက်လဲရတော့အတန်းစီတဲ့ခါကျတော့အတန်းစီတွင်မှာ ရဲဘော်တရားဝငါးချက်လုံးနဲ့ကျွန်တော်အရိုက်ခံရတယ်။အင်းစက္ကန့်မှာ20 22ယောက်အရာရှိပါဝင်ပါနော်။အရာရှိပါဝင်ရဲဘော်ပါဝင်22ယောက်ရှိတယ်။2000စက္ကန့်မှာထိုင်တယ်။2000စက္ကန့်မှာထိုင်တယ်။အဲ့မှာကျွန်တော်ပါပါနော်အပြစ်လဲပေးခံရတယ်အရင်လဲခံရတယ်ပေါ်စားလို့ပေါ့နော်နောက်ပြီးတော့စီနီယာကိုလည်းခံပြောပေးလို့ရတယ်အဲ့ဒီမှာဆရောက်သွားပါပြီဆိုတဲ့မှာကျွန်တော်တို့ ဟိုငန်းငတ်ပြပြနဲ့ပဲနေခဲ့ရတယ်ဟိုအေးလဲဝေါ်ရလည်းနေခဲ့ရဘူးနောက်ပြန်လှုပ်ဆိုလဲကျွန်တော်တို့မှာမိုးရင်းလည်းမရှောင်ဘူးလည်းမရှောင်လှုပ်ခဲ့ရတယ်